္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်ဆေးရနာသိမ်းမှုကြောင့်နျူကလ িয়ার လက်နက်တမ်းမြေစာချုပ်အတိပြုလက်မှတ်ထိုးရန်အတွက်အဟောတိကံဖြစ်သွားတယ်လို့ဥကြုံမိုးထွန်းကပြောပါတယ်ဘုံရမြို့ရင်းကနေထွက်လာတဲ့တံပြားကကာနစီကိုကြားဖြတ်တက်ခရံမှာစစ်တပ်ဘက်ကဒုဗိုလ်တူပါဝင်16ဦးဟာထေသွားပြီးလက်နက်12လက်ကိုတင်စရာရှိတဲ့တရင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့နိုင်ငံကနျူကလ িয়ার လက်နက်များတမ်းမြေရေးစကြောအတီးပြုတ်လက်မှတ်ရေးထိုးနိုင်ရေးမှာစစ်တပ်အာဏာသိမ်းမှုကြောင့်အဟောတိကံ ဖြစ်သွားပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကပြောပါရယ်ကုလသမဂ္ဂမှာပြုလုပ်တဲ့နျူကလ িয়ার လက်နက်များတမ်းမြေရေးစကြောအဖွဲ့ဝင်နိုင်ငံတွေရဲ့တတိယအကြိမ်အစည်းအဝေးမှာအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါရယ် မြန်မာနိုင်ငံအနေနဲ့ဗီယင်နာလုပ်ငန်းစီမံချက်အကောင့်ထဲပေါ်မှုရဲ့တိတာထင်ရှားတဲ့တိုးတက်မှုတွေကို ကြိုဆိုတဲ့အပြင်ပြီးခဲ့တဲ့နှစ်ကအင်ဒိုနီးရှားဆော့တူမင်းနယ်ပရင်စီပီဆီယရာလီယွန်နဲ့ဆော်မွန်ကျိုးစုနိုင်ငံတို့ရဲ့အတီးပြုတ်လက်မှတ်ရေးထိုးခြင်းတို့ကိုလည်းကြိုဆိုရလို့ဆိုလိုက်ပါတယ်။နျူကလ িয়ার လက်နဲ့တမ်းပြေစာချုပ်ကိုကမ္ဘာလုံးဆိုင်ရာ အာဏာသက်ဝင်မှုရရှိဖို့ရမှာအလွန်အရေးကြီးတယ်ဆိုတာကိုမြန်မာနိုင်ငံကယုံကြည်ပြီးနှောင့်နှေးကြံ့ကြံ့မှုမရှိဘဲ အတည်ပြုလက်မှတ်ရေးထိုးနိုင်ကြဖို့ကိုလည်းအဖွဲ့ဝင်နိုင်ငံအားလုံးကိုတိုက်တွန်းတယ်လို့လည်းဥကြုံမိုးထွန်းကပြောပါရယ် ရွေးကောက်ကံအရက်သားအစိုးရလက်ထက်မှာမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်တိုင်းပြည်စာချုပ်ကို2018ခုနှစ်မှာလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး2021ခုနှစ်မှာအကြမ်းဖက်စစ်တရက်တရားဝင်ဆက်အနာသိမ်းဖို့ကြိုးပမ်းမှုကြောင့်နျူကလ িয়ার လက်နက်များတိုင်းပြည်စာချုပ်ကိုအတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်းစဉ်တွေဟာအဟောတိကံဖြစ်သွားရလို့လဲဆိုထားပါဗျ။ဒါပေမဲ့အဲ့ဒီစာချုပ်ပါရွယ်ချက်တွေကိုဆက်လက်ထိန်းသိမ်းဖို့ကတိပြုသလိုအချိန်နေပေးတာနဲ့နျူကလ িয়ার လက်နက်များတိုင်းပြည်စာချုပ် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာမယ်လို့လည်းဥကြုံမိုးထွန်းကပြောပါရယ်အခြားတစ်ဖက်မှာလည်းစစ်တပ်စီကိုလက်လက်ခဲရန်စစ်လက်နက်ပစ္စည်းတွေနဲ့ဂျက်လီယင်စီစစ်စစ်မှုကိုဖျက်တရံတွဲနိုင်ငံကာကိုတောင်းဆိုနေချိန်မှာစစ်ကောင်စီကရုရှားရဲ့အကူအညီနဲ့နျူကလ িয়ার ဓာတ်ပေါင်းဖိုတစ်ခုကိုမြန်မာနိုင်ငံမှာတိစောက်ဖို့သဘောတူညီမှုရရှိထားပါရယ်ဖြင့် ဒီတစ်ခါမှာတော့ရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမှာခီးတဲ့တင်ကားပေါ်ကနေဆွဲချပေါ်တာဆွဲဖမ်းဆီးခံရတယ် စစ်မှုထမ်းတပ်သားတဲ့ကိုမျိုးမင်းအောင်အလင်းဝင်ရောက်လာတယ်လို့ဘာမာ Revolution Ranger Star ဝန်ခံကိုကာတွန်းကပြောပါတယ်။မလ6ရက်နေ့မှာပခုတ်ကူတပ်မ101မှာတာဝန်ထမ်းဆောင်နေအသက်25နှစ်အရွယ်ရှိတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုမျိုးမင်းအောင်ဟာတော်လင်းတပ်ဖွဲ့တွေစီကိုအလင်းဝင်ဖို့ချိတ်ဆက်လာတာကြောင့်ဘာမာ Revolution Rangers တပ်ဖွဲ့ကတွားရခေါ်ဆောင်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။သူဟာရန်ကုန်မြို့ကနေ6ဦးကိုပြန်လာစဉ်တွင် အမြန်လမ်းမှာပေါ်တာဆွဲဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုဖမ်းဆီးခံရပြီးတဲ့နောက်မှာမိဒီလာမျိုးကို ပို့ဆောင်ကစစ်တပ်နန်းတခိုင်းပြီးပခုတ်ကူတက်မှတရတစ်ကိုပို့ဆောင်ခံရတာဖြစ်တယ်လို့လည်းဘာမာ Revolution Rangers တောင်းဝန်ခံကိုကာတွန်းက ပြောပါတယ်။အခုတော့ကိုမျိုးမေအောင်ကိုဘာမာ Revolution Rangers အဖွဲ့ကကောင်းမွန်စွာစောက်ရှောက်ထားတယ်လို့လည်းသိရပါတယ်ရှင်။ စကိုင်းတိုင်းတဲ့တဘောကိုကြည့်အောင်ပါစကိုင်းတိုင်းမုံရွာမျိုးရင်းကနေထွက်လာတဲ့တန်ပြားကကာနစီကိုကြားဖြတ်တက်ခရမှာစစ်တပ်ဘက်ကဒုဗိုလ်တူဦးပါဝဲ16ဦးဟာတေသွားပြီးလက်နက်12လက်ကိုတင်းဆဲရရှိကကာနစီကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ Chaung People's Defense Force ကတာဝန်ရှိသူတူဦးကပြောပါရယ်မလ၄ရက်နေ့ညနေ3:00လောက်က မုံရွာမြို့ရင်းကနေထွက်လာတဲ့တံပြားကာကာနစီဟာချောင်းမြို့ကိုဖြတ်ကမြင့်မှုဘက်ကိုဥတီထွက်ခွာလာစဉ်အတွင်းမုံရွာမန္တလေးလမ်းတနေရာအရောက်မှာတော်လိုင်းပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြက်ဖက်စစ်တပ်ဘက်ကဒုဗိုလ်တို့ပါဝင်16ဦးဟာသေသွားတာဖြစ်ပြီး တော်လည်းရဲဘော်တူလည်းမစိုးရံအတန်ရရှိခဲ့လို့သိရှိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာချောင်းမျိုးဘော်ကအကြက်ဖက်စစ်ကောင်စီအထိုင်စခန်းဖြစ်တဲ့စိုက်ကွင်းရုံနဲ့မြားပလဲအထိုင်စခန်းက120မမလက်လက်ကြီး106ကျင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကနမခကစက်တက်၄ထင်းနဲ့2ကျင်း၄ချောင်းပစ်ကူပေးတိုက်ခိုက်ခဲ့လို့လည်းသိရှိရပါဗျ။အဲ့ဒီတိုက်ပွဲမှာအကြက်ဖက်စစ်ကောင်စီတပ်သားတွေစီးနှင်းလာတဲ့တံပြားကကာနစီနဲ့လက်လက်ခရမ်းတွေတင်ဆက်ရရှိခဲ့ပြီးကာနစီကတော့မောင်းမရအောင်ပျက်စီးသွားတာကြောင့် မီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်းသိရပါရဲ့ရှင်။ တဆက်ထဲမှာပဲစကန်းတိုင်းမုံရွာခံ6မြို့နယ်ကင်းမွန်ထော်ပြူရွာစကန်းတိုက်ပွဲနဲ့စစ်တပ်စစ်ကြောင်းကိုတက်ခတ်ရမှာစစ်သားပြူစော်တီ23ဦးထက်မနည်းဟာသေသွားခဲ့သလို PDF တပ်ဖွဲ့ဝင်၄ဦးလည်းကြာဆုံးခဲ့ရလို့6မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CAU PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရဲ6မြို့နယ်ကင်းမွန်ထော်ပြူစော်တီရွာကိုပြီးခဲ့တဲ့ဖေဖော်ဝါရီ15ရက်နေ့မနက်ပိုင်းကထိုးစစ်ဆင်တက်ခတ်ခဲ့တာဖြစ်ပြီးတိုက်ပွဲဆလာနဲ့ ချောင်းမြို့ပေါ်ထွေုံရုံမိုးကောင်ဖုန်ကြီးကျောင်းမြပလဲခေမွန်ဘတ်စုံစစ်ကောင်စီအထိုင်စခန်းတွေဘက်ကနေ120မမလက်လက်ကြီးတွေနဲ့အပြင်းထန်ပစ်ကူပေးခဲ့တယ်လို့တိုက်လင်တွေနဲ့လည်းလေကြောင်းတက်ခိုက်မှုတွေလွတ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။ညနေပိုင်းမှာတော့မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်တနာကျောင်းနမခါနဲ့မုံရွာမြို့နယ်တောပူပြူစောတိရွာကအင်အား200ပါပူပေါင်းစစ်ကူစစ်ကြောင်းထွက်လာတာကြောင့်ကြားဖြတ်တက်ခိုက်နိုင်ခဲ့တယ်လို့စစ်ကူအမြောက်များပေးနေတဲ့ကြားကနေကင်းမွန်ထော်ပြူစ ဆိုတိရွာအရှိဘက်ကဘန်ကာရီရွာမြောက်ဖက်ချမ်းကဘန်ကာရီနဲ့စာတင်ကြောင်းဘုန်းကြီးကျောင်းတို့ကိုတင်ပိုက်နိုင်ခဲ့တယ်လို့လည်းချောင်းရွံ့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ CAJ PDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရတယ်။ဒါပေမဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းတွေဟာကင်းမွန်တော်ရွာနီချစ်ကလာတာကြောင့်အပြည့်အသက်တင်ပိုက်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေလာပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါတယ်။လာတို့ဖေဖော်ဝါရီလ16ရက်နေ့ကလည်းအနောက်မြောက်တိုင်းစစ်နာကျောင်းနမခကအင်အား90ခန့်ရှိတဲ့စစ်တပ်စစ်ကြောင်းနဲ့ဖေဖော်ဝါရီလ18ရက်နေ့ကကိမွန်ထော်ရွာကနေထွက်ခွာလာတဲ့အကြက်ပဲစစ်ကြောင်းကိုလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်သားနဲ့ပြူစော်တီ23ကတေသွားတာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေဘက်ကလည်း၄ဦးဟာမြင့်မြတ်စွာကြာဆုံးခဲ့ရလို့လည်းသိရှိရပါတယ်ရှင်။ မကွေးတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းရေစိုးမြို့နယ်စင်ချေရွာကျေးရွာအုပ်စုရေလေကျွန်းဒေသကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာ စစ်သား10ဦးထက်မနည်းဟာတည်သွားခဲ့တယ်လို့လက်နက်ခရင်ပြတ်တောက်မှုမဟာမိတ်တပ်ဖွဲ့တွေစစ်ကိုလာရောက်ဖို့ခက်ခဲမှုကြောင့် MPD တပ်ဖွဲ့ဌာနချုပ်စကန်လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကရန်ကုန်ခေတ်စ်ကိုပြောပါတယ်အကြက်ဘက်စစ်ကောင်စီကဖေဖော်ဝါရီလ10ရက်နေ့ကတည်းကစင်ချေရွာကျေးရွာအုပ်စုရေလေကျုံးဒေသကိုအင်အား200နဲ့ထိုးစစ်ဆင်နေရဖြစ်ပြီးမက်လာ9ရက်နေ့မှာတော့ဇယက်မြေကျေးရွာမြောက်ဘက်မှာအထိုင်ချတက်ဆွဲထားတဲ့ MPD တပ်ဖွဲ့ဌာနချုပ်စကန်ကိုလေ ဲ့ရောက်ရှိလာတာဖြစ်ပြီးအင်အားအလုံးရင်းနဲ့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ရှီယဲဇဒိုက်တိုက်ပွဲတွေဖြစ်ပွားထားတာကြောင့် MBD ဌာနချုပ်ကိုလာရောက်တိုက်ခိုက်ချိန်မှာလက်လက်ခရံပြတ်တာမို့မာမဲတပ်ဖွဲ့တွေလာဖို့လမ်းကြောင်းတွေမကောင်းတာတွေကြောင့်နိုင်ဝဲလောက်ခုခံတိုက်ခိုက်ခဲ့ပြီးစောက်ခွာခဲ့ရလို့လဲဘုံမိုက်ခဲကပြောပါရယ်မလငိုင်းလေးတိုက်ပွဲမှာတော့စစ်ကောင်စီဘက်က၁၀ဦးကျော်တေဆုံးခဲ့လို့လဲသိရပါရယ်ရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ထိုင်းနိုင်ငံချွန်ပူလီမြို့နယ်ကစစ်ရုံတရုံမှာ တရုတ်နှစ်သက်ကိုကာလဆက်ယုံပိတ်ထားခြင်းအတွင်းမိကျိုးတွေအခိုးခံရမှုအတွက်အမှန်တကယ်ခိုးယူခဲ့တဲ့ထိုင်းနိုင်ငံသားတွေကိုအရေးယူခြင်းမရှိဘဲမြန်မာအလို့သမားလေးဦးကို မတရားဆွဆွဲဖမ်းဆီးတရားစွဲဆိုထားတယ်လို့အဲ့ဒီဆက်ယုံကမြန်မာဝန်ထမ်းတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်တရုတ်နှစ်သက်ကိုကာလဆက်ယုံပတ်ထားခြင်းအတွင်းဆက်ယုံဝန်ထမ်းထိုင်းနိုင်ငံသားတိုးကပြင်ပကထိုင်းလူမျိုးတွေနဲ့ပူးပေါင်းကာ မီးကျိုးတွေကိုခိုးထုတ်ခဲ့တာဖြစ်တယ်လို့လည်းမြန်မာလူသမားတွေကပြောပါတယ်။ခိုးယူသူထိုင်းနိုင်ငံသားကို CCTV ကနေတဆင့်ခြေအားခံ ဖမ်းမိခဲ့ပြီးမဲ့လဲပြန်လွတ်ပေးခဲ့တာဖြစ်ပြီး CCTV ဗီဒီယိုမှာတော့ခိုးယူသူနဲ့လမ်းလျှောက်ပုံ တူညီတဲ့မြန်မာလူသမားအချို့ကိုဖမ်းဆီးတာ တရားဆွဲဆိုလိုက်တာလည်းဖြစ်ပါတယ်။ဖမ်းတဲ့အခါမှာလည်းမြန်မာအလို့သမားတွေကိုစစ်ရုံနဲ့စကပြန်တွေက passport လွတ်ဖို့နဲ့တတန်းတိုးဖို့ဆိုပြီးဓာတ်ပုံရိုက်လိမ့်လဲခေါ်သွားကမြန်မာအလို့သမားပုံနဲ့သခိုးပုံကို CCTV ဓာတ်ပုံပုံစံဖြတ်ညက်ကတ်လွတ်ပြီးတော့အလို့သမားတွေကိုတရားဆွဲတာဖြစ်တယ်လို့လည်းအလို့သမားတဦးကရန်ကုန်ခေတ်သစ်တဲ့နေနာကိုပြောပါတယ်။အဲလိုမတရားဖမ်းဆီးတရားဆွဲဆိုခံရတဲ့မြန်မာအလို့သမားတွေအတွက်စစ်ရုံကမြန်မာတွေကရှေ့နေငှားရမ်းကအမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းလှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်။မြန်မာအလို့သမားအချို့ကိုခုံးမှုနဲ့မတရားဆွဆွဲဖမ်းဆီးခဲ့တဲ့တရုတ်နိုင်ငံသားပိုင်းအထက်သားများစစ်ရုံမှာမြန်မာအလို့သမား600ဝန်းကျင်လုက ାଇ နေရလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။